နော်မင်္ဂလာရှိသောမန္တခင်လေးပေါ့နော်အဲ့တော့ကျွန်တော်မျိုးလုံးတွေရှိကျွန်တော်တို့ကအဲ့လိုပေါ့နည်းနည်းတရက်လောက်နည်းနည်းလေးစိတ်ထဲမှာအဆင်မပြေကျွန်တော်ရှာနော်ကျွန်တော်ရှာပြီးတော့ကျွန်တော်တို့ကဒါမနစောစီးစီးမှာတက်လွှတ်ပြီးတာပေါ့နော်တချို့သောသူတွေကကျွန်တော်တို့ပေါ့နော် ဒါအခုဆိုရင်မနေ့ကတနင်္လာနေ့နော်တနင်္လာနေ့ကျွန်တော်ရှေ့ရနေ့ရလွဲတာဒီနေ့ရတော့ဒါကျွန်တော်9ရက်ဇန်နဝါရီ2025အင်္ဂါနေ့အတွက်ကျွန်တော်တက်ဖက်တာနော်အဲ့တော့ဘာပြောချင်လဲဆိုတော့ကနေ့တစ်ချိန်တော့လွဲလူတွေကနည်းနည်းလေးပေါ့နော်အဆင်မပြေကြအောင်အမေမေထားပါအလားရပြောမနေကြဘူး ဟုတ်လားလူရဲ့တဘာဝနော်အမြဲတမ်းသူတို့ကကြာနေမှာမှန်နေမှာဆိုတော့လေလူရဲ့တဘာဝဒါကိုပြင်မပြောအဲ့တော့ကျွန်တော်ကဒီနေ့အဖို့အတွက်ဒီနေ့ကျွန်တော်9ရက်2025အင်္ဂါနေ့အတွက်ကိုကျွန်တော်ပြောနော်အင်္ဂါနေ့ပါတဲ့ကျွန်တော်တို့က ဝမ်းကြီးအနေနဲ့သွားမယ်ပေါ့နော်ပုံမှန်တိုင်းဝမ်းကြီးအနေနဲ့သွားမယ်ကျွန်တော်ညကလည်းပြန်စစ်တယ်ပြန်စစ်တော့အားလုံးအဆင်ပြေနော်ပြန်စစ်တော့လည်းအားလုံးအဆင်ပြေတယ်ပြန်စစ်တော့လည်းအားလုံးအဆင်ပြေအဲ့တော့ဘလို့ကြောင့်ဖြစ်ရတာလဲဆိုတော့အထိပ်ပဲကျွန်တော်လိုက်ပြီးတော့စံစစ်ကြည့်တဲ့အခါကျတော့ ူကဖောက်ခဲတယ်တပင်တခါတလေပေါ့နော်အဲ့လောက်ပဲဖောက်ဒီနေ့ကျွန်တော်ထပ်ပြောပါမယ်ဝမ်းချင်းစီကိုငါအချိန်မှာနော်ဝမ်းချင်းကိုကျွန်တော်တို့ကိုငါအချိန်လို့ယူလိုက်တဲ့အခါနော်ကိုငါချိန်လို့ယူလိုက်တဲ့အခါမှာအဲ့ဒီကိုတဲ့ကိုရဲ့ငါရဲ့ဘာနဲ့ကပ်လဲပေါ့နော် ဆိုရင်ညအရင်ကညကနန်းနေကြည့်လို့မျိုးလုံးတွေကြည့်မျိုးလုံးတွေကိုရှင်းနော်ဘုံငါချင်းကိုလည်းကျွန်တော်တို့ကဘာနဲ့ပြီးရမလဲပေါ့နော်ဘုံငါချင်းကိုဘာနဲ့ပြီးရမလဲဆိုတော့ဘုံငါအချင်းကိုတုံညရယ်နော်တုံညရယ်ငါရယ်ခွန်ရယ်6နော် 3ရက်5ရက်ခွင်6ရက်ခုငါအချိန်နော်ခုနဲ့ပတ်သက်လာရင်လည်း60 95เนาะ60 95 60ငါနဲ့ပတ်သက်လာရင်လည်း95 96 90 50 50ဆိုတော့ကျွန်တော်တို့ကနေ၄ခွစီထွက်တာပေါ့နော်အမှလေးနှိပ်တာ ဒီတိုင်းတော့ဝင်းမကြီးညံ့တယ်ဗျာနော်လမ်းမလေးနှစ်ရဘာမခဲရင်းတော့ဘို့လို့နော်နောက်ကျွန်တော်တို့ဒီနေ့တနေ့ပေါ့နော်ဒီနေ့တနေ့မနေ့ကကျွန်တော်မွေးကနန်းပြောဖို့မေ့ပါတယ်ဒီနေ့တနေ့ထည့်မွေးကြည့်ပေါ့နော်မွေးကနန်းတနေ့မွေးကနန်းပေးဖို့တော့ကျွန်တော်မေ့ပါတယ်68ကရင်63ရင်เนาะ68ကရင်63ရင်เนาะ တ်လေးရဲ့အဲ့ဒီကနန်းလေးလေးကိုကိုထည့်မှွေးတာတစ်လေးရဲ့တကူရဲ့ပေါ့နော်6 6 3တလေးတကူအဲ့လားလေးကိုထည့်မှွေးတာနော်ဟုတ်လားကဲအားလုံးပဲကောင်းသောမနက်ခင်းလေးဖြစ်ကြပါစေပေါ့နော်